မြန်မာနှလုံးသားတွေကသွေးတောက်ညီနောင်ကတဲ့လူမျိုးများစကိုင်းတရားကျော်မှာရှိနေတဲ့စိန်ကုန်းရက်သေးကိုဝင်လိုက်ပြီးဆိုရနဲ့အမေရွှေနဘေးနန်းနီနာမှာ TTG ရှိနေခဲ့တဲ့ကတဲ့ဘာသာနဲ့ရေးထိုးထားတဲ့ကြောက်စာတစ်ချက်ဟာဆိုရင်တော့မြန်မာသမိုင်းရဲ့မေကွန်ထုတ်စရာစိတ်ဝင်စားစရာ ဖြစ်နေတည်ရှိလို့နေပါတယ်မြန်မာလိုတလုံးမှမပါတဲ့ကတဲ့ကြောက်စာဟာဆိုရင်မြမနန်းတီမြေပေါ်မှာဘာကြောင့်ရှိနေခဲ့တလဲဆိုတာကအသွေးသားတွေကိုစိတ်ဝင်သွားစေတဲ့ဗဟေလိတစ်ခုပါပဲ ဒါကြောင့်ဒီကနေ့ရွှေဘို Channel ဗီဒီယိုမှာဆွေးနော်မြန်မာနှလုံးသားတွေကသွေးတောက်ညီနောင်လိုတောင်သမိုင်းစရာတွေတင်စားကြတဲ့မနိပူရာကတဲ့လူမျိုးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တကယ်တော့ကတဲ့လူမျိုးတွေနဲ့မြန်မာရီယာဆိုရင်ခေဆန်းဆက်သွေးတောက်မတော်ဆက်ပေးမယ်လေအရေးပါတဲ့သမိုင်းတနေရာမှာမိဖက်ဖြစ်ခဲ့ကြတဲ့သူတွေပါမဏိပူရာကတဲ့လူမျိုးလို့ခေါ်တဲ့အတိုင်းမဏိပူရာဆိုတာအခုအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်မှာရှိနေတဲ့ပြည်နယ်တစ်ခုပါ အဲ့ဒီခေခါတော့ကမဏိပူရပိုင်းနဲ့ဟာခြံရွေမြေထိရှိတာမလို့မဏိပူရီလူမျိုးတွေဟာဆိုရင်တော့ရှမ်းစော်ဘွားတွေနဲ့အရင်ရင်းနှီးကျွမ်းဝင်ခဲ့ကြတာပါရှမ်းပြည်ကဗမာဘရင်တွေတက်သိန်းတော့မဏိပူရီလူမျိုးတွေဟာမြမဘရင်တွေနဲ့နှိကက်လာခဲ့ပါတယ်ပို့ပြီးတော့နားလည်အောင်ပြောရမယ်ဆိုရင်တော့မြန်မာပြည်တွေဟာစစ်နိုင်တဲ့နိုင်ငံတွေကနေတုံ့ပန်းတွေကိုခေါ်လာလိမ့်ရှိတာပါ။ဒါကြောင့်အလောင်းမဲတရားကြီးခေတ် မြန်မာပြည်ကိုနေကျဲရာကနေစလို့ဂုံမောင်ခဲဆက်ဆက်မြန်မာဘရင်တွေဟာအိန္ဒိယနိုင်ငံတွေကိုသိမ်းယူပြီးအဲ့ဒီတိုင်းပြည်ရာဆက်တောင်းမန်းတွေကိုမြန်မာပြည်ထဲခေါ်လာလေရှိပါတယ်ကောင်းမောင်ခေကမြမမြေပုံဟာမြင်းနေတိုင်းကျဲပြက်နေလေတော့ကတဲ့ရီရလဲတုံမန်းနေနဲ့မြမပြည်ရဲကိုရောက်လာခဲ့တာပါမြမဘရင်တွေဟာမြင်းစီကျွမ်းကျင်တဲ့ကတဲ့စစ်တွေကိုကတဲ့မြင်းတပ်အဖြစ်နဲ့ဖွဲ့စည်းပြီးမြမတပ်မတော်မှာအမှုထမ်းစေခဲ့ပါတယ် ဒီကတဲ့မြန်တပ်သားတွေကမြန်မာတွေကိုအညိုမထားတဲ့အပြင်ညီကိုရီလိုပျော်ပိုက်စွာနဲ့နေထိုင်ခဲ့ကြပြီးနောက်ဆုံးမှမြန်မာတွေအင်္ဂလိပ်နဲ့ဆက်ရှုံတဲ့အချိန်ထိရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့ကြတာပါဒီကနေ့မန္တလေးရနန်းတော်ရှိဒေါနာဘွားရန်နဲ့စကိုင်းကကတဲ့တန်းဆိုတဲ့နာမည်ရီဟာအဲဒီခေတ်ကကတဲ့မြန်တပ်သားတွေနေထိုင်ခဲ့တဲ့နေရာတွေဖြစ်နေတမိုင်းကမှတ်တမ်းတင်ထားတဲ့နေရာတွေဖြစ်ပါတယ် စစ်တီတွေဖြင့်ဂျိတ်ထဲပိုးတယ်လို့လမ်းမှုပညာတွေကျွမ်းကျန်တဲ့ကသေးပညာရှင်တွေပါပါလာတဲ့အတွက်လည်းမြမရိုးရာချီတဲ့လုပ်ငန်းတွေကပိုပြီးတော့ကြိုးတက်လာခဲ့တာပါ။အဲလိုပဲဗီရင်ပညာရက်မှာထူးချွန်တဲ့ဂျမနာပုံနာတွေရာဆိုရင်လည်းမြမဘရင်ရဲ့နန်းတော်မှာအခါပေးပရောဟိတ်တွေဖြစ်နေအမှုထမ်းခဲ့ကြတာပါ။ဒီပုံနာမျိုးနွယ်ရီယာဆိုရင်တော့သွေးမနှောတဲ့မျိုးရိုးမပြတ်ရှိနေသေးတဲ့အတွက်မန္တလေးနဲ့စကိုင်းမှာသူတို့ရဲ့ရိုးရာဓလေ့တွေနှက်ကုန်းတွေကိုဒီကနေ့ချိန်ထိလေ့လာနိုင်ပါသေးတယ်။ ဒီလိုမျိုးကတဲ့နဲ့မြန်မာဟာအတော်ကြာသွေးရန်တပ်ဖွဲ့နေခဲ့ပြီး1939ခုနှစ်အင်းဝါမျိုးပြက်ခံနေချိန်မှာဆိုရင်တော့အင်္ဂလိပ်သွေးထုတ်မှုတွေကြောင့်စိတ်ဝမ်းကွဲကာကတဲ့တပ်တွေရဆိုရင်မြန်မာခံတပ်တွေလှုပ်ထားတဲ့ကောင်းမှုတော်ဖျားကြီးကိုလာရောက်တိုက်ခိုက်ခဲ့ပါတော့တယ်အဲ့ဒီအချိန်ကကတဲ့စော်ဘွား Grace Nawash ရဲ့ဓာခုတ်ရာတွေဟာကောင်းမှုတော်ဖရာရဲ့ဇကားမှာဒီကနေ့ထိရှိခဲ့တယ်လို့ဆိုပြီးအခုတော့ဇကားရင်ကျိမှုပြလိုက်မှထိမ့်သိမ်းထားတယ်လို့သိရပါဗျ။ ဒါပေမဲ့အင်္ဂလိပ်နဲ့ဆက်ဖြတ်ပြီးတော့မြန်မာတွေရှုံးနေတဲ့အချိန်မှာဆိုရင်တော့မနီပူရာဟာမြန်မာတွေရဲ့လက်အောက်ကနေလွတ်မြောက်သွားခဲ့ပြီးနောက်ဆုံးမှာအိန္ဒိယရဲ့ပြည်နယ်တစ်ခုဖြတ်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာမြန်မာမျိုးပေါ်မှာအခြေချနေထိုင်ခဲ့တဲ့ကတဲ့လူမျိုးတွေကတချို့ပါလေမြန်မာတွေနဲ့သွေးနှောသွားခဲ့ပြီးတော့မြန်မာနိုင်ငံသားတွေဖြတ်သွားခဲ့ကြတာပါ။ဒါရီကကျမတို့တရေမထားမိတဲ့မြန်မာပြည်ရဲ့တမိုင်းစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကနေ့ရဲ့ Triple Channel ကထုတ်လွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုကြိုက်နေတဲ့စိတ်ဝင်စားလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ Subscribe, Like and Share ခေါင်းလေးနှိပ်ပြီးအားပေးသွားပါရှင့်။အသေးသေးတော့ကြောင်းရိုင်းနဲ့ပြန်လည်ဆုံတွေ့ကြမှာသေးတယ်။